မင်္ဂလာပါကျွန်တော်ရဲ့ဒုတိယ file ပြန်နေကြိုးစားလိုက်ပါတယ်2023ခုနှစ်မှာ2023ခုနှစ်ကျွန်တော်စီနီယာလိုက်တော့တဲ့ပုံစံလေးကျွန်တော်ပြပေးပါမယ်2023ခုနှစ်မှာ53ရေခွန်ရှင်းနေရေ၄ခွန်ရှင်းရေတို့ချပေးတဲ့မှာထိတ်စည်းရေခားရေခားရေပေါင်းခြင်းဟာထိတ်စည်းက၄ရှစ်ထိတ်စည်းက၄ခားရှစ်ခားခွန်ဆိုတော့ခွန်၄ရှစ်ဆိုတော့ပေါင်းခြင်းဟာ၉ ပရမဂတ်ပရမဂတ်တွားစဉ်းညင်လိုက်တွားမယ်ဆိုတော့ဒါပရမဂတ်ပဲရှိဒုတိယဂတ်ကပြည့်စောင်းပါပဲ66နှစ်ရဲ့2024ခုနှစ်မှာ66နှစ်ရဲ့665ရဲ့96နှစ်ဆိုတဲ့ဒီမှာထိပ်စီက6ခါလည်း6ခါလည်း6 63လုံးဆိုတော့63 68 63 68ဆိုတော့မှာ9 8ဒီထွက်မဲ့ကြိမ်22ကြိမ်တော့ဒါခွန်ခွန်ဖြစ်အောင်ပေါ့ထိပ်ပြီးရ sorry ပေါင်းချင်းခွန်ပြည့်မယ်ဒီမှာ9 10ဒီမှာဆိုတော့ခွန်ပြည့်ဖို့တွက်ထိတ်စည်းရင်ခါရင်ပေါင်းချင်း14ဆိုတော့စနစ်2ကိုခွန်ပြည့်ဖို့တွက်9နဲ့ပေါင်းရင်ဒါ9ခါရတယ်9 9ခါရပြီဆိုတော့ဒါပထမကံ9ခါဒုတိယကနေနဲ့ဒါအပူတွဲရတဲ့ပုံစံမျိုးလေး2019ခုနှစ်က2019ခုနှစ်ကမငါးဘိတ်နဲ့ နောက်တုံးလုံးငားပိတ်နေသူ့ရဲ့အောက်ကဆောင်။ sorry ဒုံညာငားကဆိုတော့ငားပိတ်နေသူ့ရဲ့အောက်ကဆောင်ဟာအုံလုံးပေါင်းခြင်း။သုံးလုံးပေါင်းခြင်းခွန်း၅၆ဆိုတော့ပေါင်းခြင်း၈ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့အောက်တပင်ချာမှာသူ့ရဲ့အောက်တပင်ချာမှာသူ့ရဲ့အောက်တပင်ချာမှာနောက်သုံးလုံးပေါင်းခြင်းဟာခွန်းခွန်း၈ဆိုတော့ပေါင်းခြင်းက၂။နောက်ဒီနောက်သုံးလုံးပေါင်းခြင်းက၈။ နောက်ဆုံးနောက်တုံးပေါင်းချင်းကနှစ်နဲ့နှစ်နှစ်နဲ့ထိတ်စည်းတက်ဘိုင်းဒီချပြီးလိုက်တာထိတ်စည်းတက်ရဲ့နောက်တုံးနှစ်ရဲ့ဆိုပြီးတော့ချပြီးရဲ့ဒါသူ့ရရှိမှာပဲဒီမှာဒါလေးတော့သူ့လေးထောက်လေးတိတ်မပြတော့ပါဘူးသူ့အထောက်လေးလေးတော့ဒီမှာသူ့ထိတ်စည်းမှာခွန်ရှစ်ခွန်ပထမဆုံးတပင်ချောင်းအောက်တပင်ချောင်းအောက်မှာခွန်ရှစ်ခွန်ဆိုခွန်ထိတ်နဲ့လုံညာနဲ့ပေါင်းချင်းကဒီမှာရှင်ထိတ်နဲ့အပိနဲ့ပေါင်းချင်းကဒီမှာခွန်ရတာမျိုးလို့ဒါသူ့လေးတိတ်မပြတော့ပါဘူး ဒီနောက်တလုံးပေါင်းခြင်းနောက်တလုံးပေါင်းခြင်းနှစ်ရဲ့ထိတ်ကထိတ်ကတော့မူလေးပြထိတ်ကတော့တစ်ထိတ်မူလေးနဲ့ဒီနောက်နောက်ပေါင်းခြင်းတည်ညာလိုက်သွားတဲ့ပုံစံလေးရပြပြပြမယ်2020ခုနှစ်မှာ9ပိတ်နဲ့9ပိတ်ကြာလာပြီသူ့ရဲ့အောက်ကနောက်ပိတ်ဒုံလုံးပေါင်းခြင်းဟာရှိရခဲ့မယ်ဆိုရင်သူ့ရဲ့အောက်ကတပင်ချာမှာ တပင်ချာမှာနောက်ဒုံလုံးပေါင်းခြင်းက200ပဲဗျခွန်း ွန်ခွန်ရှိဆိုတော့ပေါင်ခြင်းနဲ့ထိတ်စီရမှုဒီဒါဆိုဆိုတော့လက်ထိတ်နဲ့ခွန်ပေးရတယ်ဒါတော့ပိတ်နဲ့ထိတ်နဲ့ရပိတ်နဲ့ထိတ်နဲ့ရတဲ့ပုံစံမျိုးလေးပါဒါမထိတ်ဒီမှာရှိမှရှိတဲ့ခွန်ရှိပုံမှာဆိုရင်ခွန်နဲ့ဒုံညာနဲ့ပေါင်ခြင်းဒီမှာမှာတော့ခွန်ဒါပထမကပ်ပဲဒုတိယကပ်နေနဲ့2022ခုနှစ်မှာဒီမှာလည်းမတွေ့ရဆောင်ပါပဲ။မှာ9ပိတ်ကြလာပြီဆိုရင်တွေ့အောက်ကဆောင်း9ပိတ်တုံးလုံးပေါင်းခြင်းက မှာ၄၃၄ဆိုတော့ခွန်ခွန်နဲ့ဆိုတော့၉ဒီမှာက၈ဒီမှာ၅၆၅၆ခွန်ဆိုတော့ဒီမှာပေါင်းခြင်းရယ်ဒီမှာကပေါင်းခြင်းရ၉ဒါစီညာလိုက်တွားတယ်သူရဲ့စီညာလိုက်တွားပြီးတော့ခွန်၈၈တွားပြီးတော့သူ့ရဲ့တပင်ချာမှာပဲ၈ကနီးတူမှာပဲတပင်ချာမှာနောက်ပိတ်တုံလုံးပေါင်းခြင်းက၉၆၆ဆိုတော့ပေါင်းခြင်းရ၁ပေါင်းခြင်းက၁ဆိုတော့၈ကကကတော့ပေါင်းခြင်းရ၂ပေါ့ဗျာစီညာလိုက်ပဲ၈ဘောနီးတူပဲဒါလည်းစီညာလိုက်ပဲဒါလည်းစီညာလိုက်ဒါလည်းစီညာလိုက်ပြီး ဒါတော့ခွန်ရှိခွန်ဆိုတော့ပေါင်းခြင်းရနှစ်ဒီမှာက6 6ဆိုတော့ပေါင်းခြင်းရတက်ပေါင်းခြင်းတက်ဒီမှာတိထိတ်တိထိတ်နဲ့ပေါင်းခြင်းတက်ရတယ်ပေါ့မရှိရရှိရကကတော့ဒီမှာတုံညာခွန်ဆိုတော့ပေါင်းခြင်းခွန်ဒီမှာဒုတိယမြောက်ကမှာဆိုတော့ပေါင်းခြင်းရ6နှစ်ဆိုတော့ပေါင်းခြင်းရ8ဒါတိတ်စီရတော့မူတည်ပေါ့တိထိတ်မူတည်တိထိတ်မူတည်နဲ့ဒါနောက်ပိတ်လုံးလုံးပေါင်းခြင်းကရှိကကနှစ်ဆိုတော့ဒီကမှာတက်ဒါဒုတိယမြောက်ကပေါ့ တတိယမြောက်ကနေတူရဲဆောင်းမှာပဲတူရဲဆောင်းမှာပဲနှစ်ပင်ချာနှစ်ပင်ချာတုံးနှစ်မြောက်မှာ2025ခုနှစ်မှာ865သူချပြီးလဲ865မှာ6ပိတ်နဲ့ sorry 9ပိတ်နဲ့တူရဲအောက်ကဆောင်းတုံးလုံးပေါင်းခြင်းဟာ668ဆိုတော့ဒုံညာဒုံညာရဲ့9ရဲ့ရှေ့ဒါစီမြန်လိုက်ပေါ့ဗျာအပေါင်းချင်းကဒီမှာဒုံညာ668ဆိုတော့ဒုံညာရပြီဒုံညာရပြီဆိုတော့တူရဲ့အောက်ကတပင်ချာမှာ သူ့ရောက်ပါတယ်ဗျာဒီမှာရှေ့ကကတော့ဒီမှာရှေ့ရဲ့တည့်တယ်မှာဒီမှာတော့ပေါင်းခြင်းရဲ့ကိုဒီမှာက6နှစ်ဆိုတော့ပေါင်းခြင်းရှေ့ဒီမှာကခွန်လုံညာဆိုတော့ပေါင်းခြင်းရဲ့ခွန်မှာခွန်ရှေ့ကိုပေါ့ဒါတစီညလိုက်တော့တဲ့ပုံနဲ့ပဲဒါဒီနယ်လိုက်တော့တဲ့ပုံနဲ့ပြီးတော့တူရဲ့နောက်ပိတ်လုံးလုံးပေါင်းခြင်းကရှစ်ကက်တွေကဒီမှာက2ရခဲ့တယ်ဒီမှာဆောင်းနောက်ပိတ်လုံးလုံးပေါင်းခြင်းက ဒုတိယကကနောက်ပိတ်ပေါင်းလုံးနောက်ပိတ်လုံးလုံးပေါင်းခြင်းကဒီဒီမှာကတော့နောက်ပိတ်လုံးလုံးပေါင်းခြင်းကအုံညာဖြစ်ရမှာဆိုတော့ခွန်ပိတ်ပေါ့ခွန်ပိတ်ဖြစ်ရင်ခွန်ပိတ်ဖြစ်ခဲ့ရင်ခွန်15ဆိုပြီးတော့ဒါနောက်ပိတ်လုံးလုံးပေါင်းခြင်းကတုံညာရမယ်စီညာလိုက်တော့တာကိုတစ်ကတော့တစ်ထိတ်ကတော့မူဒီတစ်ထိတ်မူဒီဘိုင်းဒီနဲ့တင်9ခွန်ဆိုတဲ့ဒဲတစ်ခွက်ရတယ်ဒါတင်9ခွန်ဆိုပြီးဒဲတစ်ခွက်ရတယ် ဒါမိစုရင်းနဲ့ဒါကြိုက်တဲ့အပိုင်းတွေလုံးလို့ရပါတယ်ဒါဒီတိတိတ်နဲ့ခွန်ပိတ်တိတိတ်ခွန်ပိတ်ကဏ္ဍငယ်ဒီဆရာတော်များပြတာမြင်မှုပါတယ်ဆရာတော်များဖမ်းကြတဲ့ပုံစံမျိုးရှိပါတယ်ဒါတော့ကျွန်တော်ကြိုက်ဆုံးပုံစံနဲ့ဟာတခုကိုရေးပြီးတော့ပြခြင်းဖြစ်ပါတယ်ဒီတင်ငါးခွန်ဒါဒဲတကွက်ရပါတယ်ဒဲတကွက်ရတာဒီမိစရုံနေနဲ့တိထိတ်ခွန်ပေးကြိုက်တယ်ဆိုရင်လည်းတိထိတ်ခွန်ပေးကိုယူသုံးရရပါတယ်ဒါမှမဟုတ်လည်း ငါးခါကိုငါးခါကြတဲ့ဆိုင်လေးကြိုက်တယ်ငါးခါကြိုက်တဲ့ဆိုင်လေးကိုပဲယူသုံးလို့ရပါတယ်။ဒါမိစုတို့ကြိုက်တဲ့အစင်ပြေတာဟောယူသုံးလို့ရပါတယ်။ဒါတော့ဒူစီညာလိုက်ပုံစံတွေတော့ဒီပုံစံလေးပါမငါးထိပ်ငါးပိတ်ကြလာပြီသူရဲ့နောက်ကဇောင်းသုံးလုံးနောက်ပိတ်သုံးလုံးပေါင်းခြင်းကဒီမှာက၈ဒီမှာငါးထိပ်ကြလာပြီသူရဲ့နောက်ပိတ်သုံးလုံးပေါင်းခြင်းက၉ငါးပိတ်ကြလာပြီသူရဲ့နောက်ပိတ်သုံးလုံးပေါင်းခြင်းက၆၆၈ဆိုတော့ဒုံညာ လူယောက်ကတပင်ကြလူယောက်ကတပင်ကြနောက်ပိတ်တုံးလုံးပေါင်းခြင်းကနှစ်မြေတူယောက်ကတပင်ကြတပင်ကြ9 9 6 6ဆိုတော့ပေါင်းခြင်းရတဲ့တူယောက်ကဒီမှာဒီတရကံဒူတတိယကံမှာလည်းဒီမှာတပင်ကြဆိုတော့အောက်မှာရှင်ငါဆိုတော့ခွန်ရှင်ငါခွန်ဆိုတော့ဒီမှာဒုံညဒါပေါင်းခြင်းဒုံညရတယ်ပေါ့ဒါတိထိတ်ကတော့မူဒီတိထိတ်မူဒီလူရဲ့ထောက်ဘေးမှာထောက်လေးရဒီမှာ၈၁၉ဒီမှာ၆၂၈ခွန်ဒုံည ပေါင်းညခွန်မှာခွန်ရှေကိုစီညာလိုက်သွားတဲ့ပုံစံလေးပါဗျာကြိုက်ရင်တော့ဒါအဆင်ပြေလို့ယူသုံးလို့ရပါတယ်အာကျွန်တော်ငါးခါကြတော့ဒီမှာထိတ်စည်းရယ်အပိတ်ရယ်ခါရယ်ပေါင်းညကဒီမှာကအာ၄ခွန်ရှေဆိုတော့၉ဒီမှာက666ဆိုတော့6တုံးပေါင်းညရှေ၉ရှေဒီမှာပေါင်းခြင်းကခွန်ဖြစ်ဖို့အတွက်ဆိုရင်တော့မာ845ပေါ့845မှာပေါင်းခြင်းခွန်ဖြစ်ပါဦးဆိုတော့9ခါရဲ့တိထရဲ့ခွန်ပဲရဲ့ဒါ တင်ငားခွန်ဆိုပြီးတော့ဒဲတကွက်ရပါတယ်ဒါဆင်ပီရင်တော့ယူသုံးကြပါပဲဆင်မပီရင်လည်းယူမသုံးကြပါနဲ့ကြိုက်တဲ့ပိုင်းလေးကိုတော့ယူသုံးလို့ရပါတယ်ခံကောင်းကြပါသေးဗျဒါတင်ငားခွန်ဆိုပြီးတော့ဒါဒဲတကွက်ရပါတယ်တင်ငားခွန်ကံကောင်းကြပါသေးဗျာပေါင်းသီးဖြစ်ကြပါသေးဗျာဟုတ်ကဲ့လောက်ပါပဲညကံကောင်းကြပါသေး